ပါခင်ဗျာဒါရင်းကတော့ဒီနေ့ပို့ခဲ့တဲ့ battery tester lead ကိုသိချာစမ်းသပ်ပေးကြတာဖြစ်ပါတယ်ဒီ battery tester ကကျွန်တော်တို့ဆက်နပ်ပုံးကို style ရေး CC resistant voltage နိုင်လို့ရပါတယ် တ်ထရီဟိုးတွေအမျိုးအစားတူတယ်စိုက်တူတယ်အမ်ပီယာတူတယ်ဆိုရင်တောင်မှဘတ်ထရီဟိုးရဲ့ကောင်းမွန်တဲ့ပုံမူတည်ပြီးတော့ဘတ်ထရီတစ်လုံးချင်းစီရဲ့ထောင့်ပတ်ပေးနိုင်တဲ့စီစီပမာဏမတူညီကြပါဘူးအဲဒီလိုပဲ resistant လည်းမတူညီဘူးပေါ့နော် resistant နည်းလေဘတ်ထရီကောင်းလေလို့သတ်မှတ်လို့ရပါတယ်အိုးချောက်အိုးတစ်တစ်လုံးရဲ့ပြည့်မြတ် resistant ဒီ2.9လောက်ရှိတတ်ပြီးတော့ CCA ဆိုရင် ချီချီဆိုရင်တော့သူကသူ့ရဲ့ battery ampere ပေါ်မူတည်ပြီးတော့ CC အနည်းများကွာတော့ပါလေ။ချင်းချက်အချင်းချက်အနေနဲ့ပြောရမယ်ဆိုရင်တော့ကားပေါ်ကနေချက်ချင်းချထားတဲ့ battery အားပြည့်သွင်းထားတဲ့ battery ကိုစစ်ဆေးရင်တော့ CC ရအတိုင်းတာတစ်ခုတည်ရှိနေမှာဖြစ်ပါတယ်။ဒါပေမဲ့ resistant ကတော့သူ့ရဲ့ပုံမှန်တိုင်းမကောင်းရင်မကောင်းလို့နေနေလို့ဖော်ပြပေးပါတယ်။နောက်ထပ် နောက်ထပ်အခြေအနေတစ်ခုကတော့လုံလုံအပြည့်နေတဲ့အာခန်းနေတဲ့အခြေအနေမျိုးမှာဘတ်ရီကိုဆန်တဲ့ရင် CCA ကနေနေတတ်ပါတယ်ဒါကြောင့်ဘတ်ထူတို့ကောင်းကောင်းစစ်စီးတော့မယ်ဆိုရင်တော့အဲ့ဒီဘတ်ထူကိုအစလက်အသွင်းပေါ့နော်စားတဲ့လိုအပ်တဲ့ service တွေအပြည့်အဝလုပ်ပြီးမှသာလေစစ်စီးတို့ resistant တွေနဲ့တိုက်ဆိုင်ပြီးစစ်ဆေးဖို့အကြံပေးပါစီခင်ဗျာဒီဘတ်ထူတက်စတာလေးတွေကိုထပ်မလို့ခြင်းသေးရဆိုရင်လည်းကျွန်တော်တို့ဇွန်ဘတ်ထူရှင်းရဆားပဲမှာရှိပါသေးတယ် ေနှုန်းလေးတွေကိုကျွန်တော်တို့ဇုံဝတီဆိုင်ဖုန်းနံပါတ်39656433ကိုကိုမှာစုံစမ်းမေးမြန်းနိုင်လို့ဖုန်းဆက်ပြီးလဲစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ဆိုင်ကိုလာရောက်ဝယ်ယူမယ်ဆိုရင်တော့အမှတ်946ပြည်အောင်စုလမ်းမကြီး65ရပ်ကွက်တကုံတောင်ဖြစ်ပါတယ်။မင်းကုန်းလေးအနီးမှာပါခင်ဗျာ။